စစ်တွေမျိုးမှာရခိုင်မျိုးနွေစုဝင်ဖြစ်တဲ့မရမကြီးလူမျိုးအမျိုးသား၃ယောက်ကိုအာရခတက်တော် EA တည်င်းပေးလို့ဆွဆွေပြီးစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ရခိုင်ပြည်လူမျိုးရေးပါတီ ALP တက်မြက်တော်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။ဖမ်းဆီးခံရသူတွေကတော့စစ်တွေမျိုးနေ KC အကွက်နှစ်ကဥယီမောင်ကိုဇူနီယာနဲ့ကိုကာလာဘီတို့ဖြစ်ကြပါတယ်။ မတ်လ25ရက်နေ့ညနေပိုင်းမှာ ELP တပ်ဖွဲ့ဝင်12ယောက်နဲ့ ELP တရင်ပေတယောက်တို့က KCA အကွက်နှစ်ကိုဝင်ရောက်ဖမ်းဆီးသွားတာလို့မြင်းမြီပြည်သူတယောက်ကနရင်းစရာကိုပြောပါရယ်အခုအဖမ်းခံရတဲ့3ယောက်ကိုနမေရီမေးပြီးခေါ်ထုတ်ပြီးတော့ရိုင်းနေပြီး ELP ရုံးကိုခေါ်ဆောင်သွားတာလို့အဲ့ဒီမြင်းမြီပြည်သူတယောက်ကဆိုပါရယ်ဒါအပြင် KCA အကွက်နှစ်တစ်ခုလုံးကိုလေ ELP တပ်ဖွဲ့ဝင်တွေကချင်းချောက်သွားတယ်လို့သိရပါရယ် ဖန်စီခံရသူတွေကိုမိသားစုဝင်တွေနဲ့လေတွေ့ခွင့်မပေးဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။